အားလုံးမင်္ဂလာပါရှင်ကျမ page ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျမဒီတစ်ခါပြပြပေးခြင်းနဲ့အကြောင်းအရာကြတော့လေအကိုကစင်ကာပူကနေတခြားနိုင်ငံကိုနယူးဇီလန်ကိုပဲဖြစ်ဖြစ်ကနေဒါကိုပဲဖြစ်ဖြစ်နိုင်ငံကိုပဲတောတော့ပေါ့နော်ကြောက်တတ်မယ်ဆိုရင်ဘာတွေကိုကြိုသိထားတင်လဲဘာတွေကို plan လုပ်တင်လဲဆိုတဲ့အားလေးတွေကိုကျမဒီ video ထဲမှာ sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မို့လို့ဆက်လက်ပြီးတော့ဆုံးထိကြည့်ရှုပေးပါအောင်နော် ိုင်ငံပြောင်းပြီဆိုတဲ့ကလေအဲကိုရှိရေးအတွက်ကိုသားသမီးရှိရေးတက်ဆိုပြီးတော့ပြောင်းကြတာပေါ့နော်အဲ့တော့မိသားစုတွေတော်တော်များများကပြောင်းပါတယ်ပြောင်းတဲ့အခါမှာလဲကြောက်တက်ပြီးတော့ပြောင်းကြတာများတဲ့အတွက်ကြောင့်မလို့ကြောက်တက်တဲ့အခါကြလို့ရှိရင်ဒီလိုမျိုးဘသူကစရင်သွားတက်မှာလဲပေါ့နော်အဲ့ဒီဟာက question mark ဖြစ်နေတတ်ပါတယ်အမျိုးသားကတက်မှာလားအမျိုးသမီးကတက်မှာလားနင်းကတော့စလိုက်နိုင်လို့နင်းတက်လိုက်ကြီးငါကတော့စမလိုက်နိုင်လို့ငါမတက်ဘူးဒါမှမဟုတ်ရင်လဲငါက master ရှိပြီးသားမို့လို့နင်းကတက်လိုက်ငါမတက်တော့ဘူးအဲအဲ့လိုမျိုးပေါ့နော်ဘသူတက်က မှလဲဆိုရယ် question mark လေးဖြစ်တတ်ပါတယ်အဲကြလို့ရှိရင်ကျမကဘာနဲ့ရွေးစေချင်လဲဆိုလို့ရှိရင်ကိုသွားမဲ့နိုင်ငံကို research တိတိချာချာလုပ်ပါကိုသွားမဲ့နိုင်ငံရဲ့ job demand job market ကိုလေ့လာပါပြောချင်တာကဒီအဲ့ဒီနိုင်ငံရဲ့ local degree မရှိလဲ အလုတ်လုတ်လို့အဆင်ပြေမယ်ဆိုလို့ရှိရင်အမျိုးသားကိုမတက်ခိုင်းပါနဲ့အမျိုးသားကိုတခါတည်းဓာတ်ရိုက်အလုတ်ရှာခိုင်းပါဒါမှမဟုတ်အမျိုးဒီအမျိုးသားကင်နာတဲ့ဒီ certificate ဒါမှမဟုတ်လို့ရှိရင်လည်းသူ့ရဲ့ ਨੇ ပယ်က construction ဖြစ်နေတယ်အဲ့ဒီမှာဆိုရင် construction ကအရန် competitive ဖြစ်တယ် local experience ရှိမှ local degree ရှိမှဆိုလို့ရှိရင်တော့ local degree ရှိရမယ့်သူကို တက်ခိုင်းမှာနေစာလိုက်နိုင်လို့ငါစာလိုက်နိုင်လို့ဆိုတာထက်ဘသူကအလုံရနိုင်ချေပုံများလဲအလုံရနိုင်ချေပုံများတဲ့သူဒီကြောက်တက်เสียမလို့ပါဘူးတချို့ကြတော့အထင်မှားကြတယ်။နင်ကအလုံးရနိုင်ချေပုံများတာမို့လို့နင်ရဲ့အာနင်ဒီဘွဲရောက်ရင် green list တဲ့တန်းဝင်ပြီးတော့တန်းလျှောက်လို့ရတယ်။ဒါမှမဟုတ်လည်းနင်ကဒီအလုံးပုံမြင်ရမယ်ပေါ့နော်။အဲ့လိုမျိုးတွေထင်တတ်ကြတယ်။အမှန်တကယ်ကတော့ဒါကဟို ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ပဲဆိုင်နေပေါ့နော်ကျမအမြင်ကိုခုနကပြောသူလိုမျိုးပဲဆိုလို့ရှိရင်အလုတ်ပို့ရနိုင်ခြင်းရှိတဲ့သူတည်ချက်ချင်းရောက်တာနဲ့တန်းပြီးတော့အလုတ်ရှာလို့ရတယ် အာဒီနိုင်ငံအေးတဲ့နိုင်ငံတော်တော်များများအနောက်နိုင်ငံတော်တော်များများမှာကြတော့ mechanical electrical နဲ့ပတ်သက်တဲ့ related ဖြစ်တဲ့ဒီ position တွေကပို့ပြီးတော့အလုပ်ပုံများရပေါ့နော်ကျမဟို IT တို့ hacker တို့တော့မပြောတော့ဘူးအဲ့ဒီဟာကကြတော့ဘယ်လိုပဲဘယ်နိုင်ငံမဲ့တော်တော်အလုပ်ကတော်တော်ပေါ်တဲ့ထဲမှာပါတယ်ဖြစ်တဲ့အကြောင်းလို့ကျမတို့ engineering ဒီ construction industry ကိုပဲကျမကပြောတာအဓိကထားပြီးတော့ပြော အဲ့လိုမျိုးတွေရွေးကြပေါ့နော်ဆိုတော့ကိုကထားလိုက်ပါတော့ကိုက engineer တဲမှာ construction industry တဲမှာလုပ်နေတယ်ကို့အမျိုးသားကဒါမှမဟုတ်လို့ရှိရင်လည်းကို့အမျိုးသမီးက IT ဆိုလို့ရှိရင်တော့အာကျိတ်တီတာကတော့ IT ဒီအလုတ်ရှာရပိုလွယ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့အလုတ်ရှာရမလွယ်တဲ့သူဒီကြောင်းတက်ကမယ်အလုတ်ရှာရလွယ်တဲ့သူဒီဒီကိုရောက်တာနဲ့ဒီလာပိုင်းအတော်အတွင်းမှာအလုတ်ရနိုင်ချေများတဲ့အတွက်ကြောင့်မလို့သူကဒီအလုတ်ကို ရှာရမယ်ပေါ့နော်အဲ့လိုမျိုးသဘောမျိုးနဲ့ရွေးစေခြင်းပါတယ်ဒါကတော့တစ်ချက်ပေါ့နော်နောက်တစ်ခုကကြတော့ဘယ်အင်တိတ်ကိုရွေးမလဲโอเคကြောက်တတ်မဲ့သူကိုရွေးလို့ပြီးပြီဆိုလို့ရှိရင်ဘယ်အင်တိတ်ကိုရွေးမလဲဆိုလို့ရှိရင်လည်းတိတ်ချစဉ်းစားပါကိုသွားမဲ့နိုင်ငံဒီဘယ်အချိန်မှာဘယ်လတွေမှာအလုတ်ပေါ်နိုင်တာလဲသူတို့ကနှစ်တစ်နှစ်ရယ် furniture ရေးရပေါ့เนาะအစမှာအလုတ်ပေါ်နိုင်တာလားအဆုံးမှာအလုတ်ပေါ်နိုင်တာလားအလယ်မှာပေါ်နိုင်တာလားဆိုတော့ ဘယ်အချိန်မှဖြစ်ဖြစ်အလုတ်ကတော့ခေါ်နေကြတာပဲလေဒါပေမဲ့ပူပိုးတဲ့အချိန်ကိုရွေးပြီးတော့သွားတင်ပါတယ်အဲ့ဒါကတော့ဒီ single တယောက် single ကိုပြောတာမဟုတ်ဘဲね single တွေကတော့ဘာမှမထူးဘူးကွာအလုတ်ဟိုចောင်းလာတက်လို့အလုတ်ရလို့ရှိရင်လေကိုက student visa ကြီးကင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ပတ်တိုင်းပဲလုံးလို့ရမှာအဲ့အတွက်ကြောင့်မလို့တချို့ရုံးနေရကြတော့လေပတ်တိုင်းကိုအဲဒီမလို့ခြင်းဘူးသူတို့က full time ပဲလိုချင်တာပေါ့เนาะအဲ့တော့ကျမပြောတယ် intake ရွေးရမယ်ဆိုတဲ့ဟာတွေဒီ ထပ်ပယ်တွေကိုပြောတာပေါ့နော်ဆိုတော့ကိုကကြောင်းလာတက်တယ်ကိုတက်တဲ့အင်တိတ်တီကိုပတ္တနာအတွက်ဘလိုမျိုးအထောက်အကူဖြစ်နိုင်လဲဆိုတာကိုလည်းပြန်ပြီးတော့စဉ်းစားရမယ်ဒီ journey ဒီတိတ်ရောက်တဲ့တူတဲ့ဟိုဘ ਹੁ ပြုတ်ပြီးတော့လဲတဲ့ဟာမဟုတ်ဘူးကွာနှစ်ဦးနှစ်ဖက်နှစ်ခုနှစ်ယောက်စလုံးကတက်တက်ကြကြနဲ့ research လုပ်ပြီးတော့လာရမယ်ကိစ္စဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအကြောင်းရွေးတယ် intake ရွေးတယ်ဆိုတဲ့အခါကျလို့ရှိရလေဒီဘယ် intake ကိုရွေးမလဲဘယ်ဘယ်လကကျမတို့ new zealand မှာဆိုလို့ရှိရင် February နဲ့ July intake ပေါ့เนาะအဲ့တော့ဘယ် intake ကပို့ပြီးတော့အလုပ်ရနိုင်ခြင်းများလဲ Okay February လာတဲ့သူတွေ2လ3လလောက်နေလို့ရှိရင် February လာတဲ့သူတွေဆိုပေမဲ့သူတို့က December January လောက်ကနေကြိုလာတာဖြစ်တဲ့တကြောင်ကိုစရှာလို့ရတယ်ဒါမှမဟုတ် December တည်းကဒီ visa ရနေတဲ့သူတွေဆိုလဲ Singapore မှာတည်းကတခါတည်းတန်းပြီးတော့ရှာလို့ရတယ်အဲ့အဲ့လိုမျိုးပေါ့เนาะဘယ်လိုမျိုးကိုယ့်ရဲ့ planning ကိုလုပ်မှာလဲဆိုတဲ့ဟာကိုနှုတ်နှစ်ဖက်တိုင်မြင်ပြီးတော့လုပ်တင်ပါတယ်ဆိုတော့ intake ကိုလည်းတည်တည်ချာချာရွေးပါ ်ပြီးတော့နောက်တစ်ခုကကြတော့ဒီចောင်းတက်နေစဉ်လဲဟိုကိုက กว่าปะสะแน่ๆเนี่ยပဲลาတယ်ပဲထားရပါတော့เนาะကိုကအထုတ်တယ်မရှိဘူးကြောက်တက်ဖို့နဲ့ကြောက်တက်ပြီးစားဖို့ပဲရှိတယ်ဒါပေမဲ့ထိုင်စားဖို့ကြောက်ရလဲဘယ်သူမှမဖြစ်နိုင်ဘူးလေထိုင်စားတယ်ဆိုတာယော့တာပဲလေကိုထုတ်ထားတဲ့အထုတ်ယော့တာဆိုတော့ဒီထိုင်စားနေစဉ်အာကိုကြောက်တက်နေစဉ်ကာလအတွင်းမှာ income လေးတစ်ခုကလည်းရှိဖို့အတွက်လိုသေးတယ်အလုရှာနေစဉ်ကို partner အလုရှာနေစဉ်ကာလကိုကြောက်တက်နေစဉ်ကာလအဲအဲ့ကြလို့ရှိရင်ဘာလို့လို့ရလဲဆိုတော့ကားမောင်းလို့ရတယ်ကျမအများနဲ့ကျမရဲ့ video တွေထဲမှာလည်းပြောတယ် ဒီဥပါမောင်းနေပေါ့နော်ဥပါမောင်းလာသည်ဒါကိုရဲ့ကိုပိုင်အလုပ်ပုံစံမျိုးပဲလုပ်လို့ရတယ်ပြီးရင်ဝင်ငွေပေါ့နော်ဝင်ငွေကတကယ်တကယ်သာတည်တည်ချာချာမောင်းမယ်ဆိုလို့ရှိရင် 1200 1600အထိရနိုင်နေပေါ့နော်ဒါဒီ full time မောင်းတဲ့သူတွေအတွက်ကိုပြောတာပါဆိုတော့ကိုက full time မောင်းမယ်ဆို main ကလေးလဲမောင်းလို့ရပါတယ် main ကလေးလဲမောင်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဒါပေမဲ့ကြောက်တက်နေတဲ့သူကတော့မောင်းလို့မရဘူးနော်တောင်းမတက်တဲ့ကိုပတ္တနာမောင်းလို့ရပါတယ်ဟိုတချို့မြန်မာတွေတော်တော်များများကြောက်လေ main ကလေးဆိုလို့ရှိရင် Uber လောက်တဲ့သူကလည်းရှားတယ်ယောက်ျားလေးပဲလောက်ကမယ်အဲကားမောင်းလို့ရှိရင်လည်းယောက်ျားလေးပဲပေါ့နော်ဒါပေမဲ့ကျမဒီမာနေနဲ့တွေ့တာဆိုတချို့ဟိုတချို့အိန္ဒိယနိုင်ငံလာတဲ့အမတွေဆိုလို့ရှိရင်ဒါမှမဟုတ်လေညီမတွေလာတော့မသိ ိဘူးเนาะသူတို့ဆိုလို့ရှိရင် McDonald's မှာအထုပ်ကြီးအထုပ်ငယ်နဲ့သွားပြီးတော့ Uber တွေဆွဲနေကြတာပဲကွာပြောချင်တာကဘသူပဲကြောက်တတ်တယ်လုံလို့ရတဲ့သူကတော့တစ်ဖက်တစ်လမ်းတော့ဝင်ငွေရှာရမှာပဲဒီမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အရေးကြီးတာဒီ driving license driving license မြန်မာပြည်က driving license ကိုရအောင်ယူခဲ့ပါမြန်မာပြည်က driving license ရပြီဆိုလို့ရှိရင်ဒီမှာဒီ New Zealand driving license ကို convert လုပ်ပြီးလို့ရှိရင်ဒီ Uber မောင်းလို့ရပြီပေါ့เนาะ register လုပ်ပြီးတာနဲ့ Uber မောင်းလို့ရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာဒီကိုလှောက်ရှာနေစဉ် အတော်အတွင်းမှာဒီဝင်ငွေရတဲ့နီလန်တစ်ခုတည်းသောနီလန်ပေါ့နော်ဝင်ငွေချက်ချင်းရနိုင်သောတစ်ခုတည်းသောနီလန်ဖြစ်ပါတယ်ဝင်ငွေဆိုတာဒီကိုစားဖို့တောက်ဖို့ပေါ့ကွာတခြားဟာတော့မကာမိဘူးဒါပေမဲ့ဒီဟာဒီလဲဒါ ကိုအထုံမလျော့တဲ့နီလန်ပေါ့နော်အဲ့အတွက်ကြောင့်မလို့မြန်မာပြည်က driving license ကိုမဖြစ်မနေပါအောင်ယူခဲ့ပါအဲတက်တန်းတော့မကုံစင်နဲ့ပေါ့နော်ကိုတက်တန်းကိုလည်းကိုသေးချာချက်ကြည့်ပါအဲ့လိုမျိုးကျမအမျိုးသားဆိုလို့ရှိရင်မြန်မာပြည်က driving license ဆိုပြီးတော့ကြည့်လိုက်တော့တက်တန်းကြီးကကုန်နေတော်သေးရပါစင်ကာပူ driving license ရှိလို့ဒီစင်ကာပူ driving license နဲ့ convert လုပ်လိုက်တယ်ဘယ် license နဲ့ပဲဖြစ်ဖြစ်စင်ကာပူကပဲဖြစ်ဖြစ်မြန်မာပြည်ကပဲဖြစ်ဖြစ်ဒီမှာ convert လုပ်မယ် practical ဖြေမယ် theory theory ဖြေမယ်ပေါ့နော်အဲ့နှစ်ခုဖြေပြီးလို့ရှိရင်တော့ new zealand class 1 full license ကိုရပါ ါပြီဒါဒါလေးကထပ်ပြီးတော့ဟိုဂျားဖြတ်အနေနဲ့ထပ်ပြီးတော့ပြောလိုက်တာပေါ့เนาะတခါတည်းဒီရောက်မှာကိုကအဲ အာဒီရောက်မှပဲ driving license လုပ်မယ်ဆိုပြီး process ကအရန်ကြာပါတယ်เนาะဟိုဒီရိုးရိုးရှိပြီးသား driving license မောင်းတဲ့သူဖြေတဲ့သူတွေထက်ကိုလည်းပို့ပြီးတော့အာကြက်ပါတယ်ကြက်တယ်ဆိုတာကလေသူတို့ကအာဒီ restricted ကို restricted ကိုအရင်ဖြေရတယ် restricted ကိုဖြေတာတနားလောက်ကြာပါတယ်မိနစ်30တနားတနားလောက်ကြာပါတယ်ကျမတို့ဒီပြောင်းတဲ့ရိုးရိုးပြောင်းတဲ့ဟာကိုဖြေတဲ့ခါကျရင်နိုင်ဝက်ပဲကြာပြီးတော့ restricted ကတနားလောက်ကြာတဲ့အပြင် highway တွေရောဟို parallel parking တွေရောခတ်ပါတယ်ပေါ့เนาะပြီးရင်လည်းအဲ့ဒီဟာအောင် ွားလို့ရှိရင် restricted ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှလုပ်လို့မရပါဘူးကိုပြီးမှ full license တမားတစ်ယောက်ကပါနေရပါတယ် ဲ့လိုဟိုပါနေပြီးတော့မောင်းရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့တခြားနိုင်ငံကဒီ driving license လေးကိုယူခဲ့ပါလို့ကျွန်မကအကြံပေးချင်တာပါဆိုတော့ဒီဟာဒီဒါတစ်ချက်ပေါ့နော် ပြီးတော့နောက်တစ်ခုကဘာရှိသေးလဲဆိုတော့ okay ပြရလန်းကြောင်ကိုကတော့ okay ဒါတွေစီစဉ်မိသွားကြီးចောင်းတက်မယ်ဘယ်သူတက်မလဲသိပြီအပြီးရင်လည်းចောင်းတက်နေစဉ်တော့အတွင်းအလောက်ရှာနေစဉ်တော့အတွင်းမှာဝင်ငွေတစ်ခုအတွက်ဒီလို plan တွေချထားပြီးပြီဆိုလို့ရှိရင်ဒီပြရလန်းကြောင်ကိုကိုကအဓိကပြရလန်းကြောင်တွက်လာတာကွာပြရလန်းကြောင်တွက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ ပီယာလမ်းကြောင်းကိုဘယ်လိုမျိုးရှေ့ဆက်ပြီးတော့လုံမာလဲဆိုရဟာမျိုးပြန်စင်းစားမယ်ဒီနိုင်ငံမှာအဲဒီနိုင်ငံနေမဟုတ်ဘောကနေဒါမှာဆိုလဲကနေဒါမှာဘလို့ PNB လမ်းကြောင်းတွေရှိတာလဲအဲ Express Entry ဒီလားဘလို့မျိုး ECE ဒီလားဒီလိုမျိုးပေါ့နော်ဟိုဒီကိုသွားတဲ့နိုင်ငံပြည်ရလမ်းကြောင်းကိုလဲတိထားရမယ်ဘာမှဘူးမတိဘာမတိနဲ့လာပြီးတော့ကိုဟိုကွာကိုရနေတဲ့ဟာပြည်ရရှောက်လို့ရနေပြီလားဒါမှမဟုတ်မရသေးတာလားဘာမှမတိလို့ရှိလဲ တတမဲ့ waste time ဖြစ်တယ်ကွာအဲ့အတွက်ကြောင့်မလို့ကိုသွားမဲ့နိုင်ငံရဲ့ပြည်အလန်းကြောင်းကိုလည်းသိရမယ်ပေါ့နော်ဆိုတော့ဒီမှာကနယူးဇီလန်နဲ့ပဲအခြေခံပြီးတော့ပြောလိုက်မယ်နော် နယူးဇီလန်မှာဆိုလို့ရှိရင်တော့ PR ကနှစ်မျိုးပဲရှိရဲဒါတကယ်နာမည်ကြီးရဲ့နှစ်မျိုးတည်း straight to resident နဲ့ SMC နဲ့ရှိရဲပေါ့နော်ဆိုတော့တော်တော်များများအဲចောင်းနေလာတဲ့သူတွေတည်း SMC ကတော့ကျင်းတည်ဝင်ပါတယ်ကျင်းတည်ဝင်တဲ့အတွက်ကြောင့်မလို့ကိုတော်မဲ့နေကိုတော်မဲ့ဟာတည်း SMC အဲ့ဒါဆိုလို့ရှိရင်လည်းအချိန်လေးပေးပြီးတော့အဲကျမတို့လိုမျိုး share လုပ်နေတဲ့ သူတွေရဲ့ post တွေကိုဖတ်မယ်ဒါမှမဟုတ်လို့ရှိရင်လေကိုယ့်ဘာသာကိုဖတ်တတ်တယ်လေ့လာတတ်တယ်ဆိုလို့ရှိရင် immigration website မှာအချိန်ကုန်ခံပြီးတော့သွားပြီးတော့ okay ငါကတော့ဒီလမ်းကြောင်းအောင်သွားမှာအဲ့အတွက်ကြောင့်မလို့ငါတို့အလောက်ရှာတဲ့ခါကျရင်တော့ deposition နဲ့ deposition နဲ့ deposition နဲ့ရှာမယ်ဆိုပြီးတော့ကိုယ့်ရဲ့ဒီကိုရှာမဲ့အလောက်ရှာမဲ့ nepe ကို တည်တည်ချာဖြန့်ကျက်ပြီးတော့ရှာရမှာပေါ့နော်။ Okay SMC ဆိုလို့ရှိရင်တော့ position ကချုပ်ထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့ scale job တစ်ခုခုရှိတာနဲ့ရပြီဖြစ်တဲ့ကြောင့်မလို့ scale scale job ကို ဘလို့ effective ဖြစ်အောင်ရှာမလဲ schedule မှာဆိုလို့ရှိရင်လည်းငါတို့ကဘေးဟာကို target ထားရှာမလဲ AEWB လာဘာလာညာလာပေါ့เนาะအဲ့လိုမျိုးတွေ target ထားရှာမယ်ဒါပေမဲ့တခုပြောချင်တာကကြတော့ target ထားရှာတာထားရှာတာပဲဒါပေမဲ့တကယ်တကယ်ကြလို့ရှိရင်ရတဲ့အလုပ်ကိုကိုကဝင်လုပ်ကြမှာပဲဒါတွေဒီဒါပေမဲ့ကိုက plan လို့ရတဲ့ဟာကိုပြောချင်တာပေါ့เนาะဆိုတော့အဲ့ဒါလေးကတစ်ချက်ကိုသွားမဲ့ PR လမ်းကြောင်းကိုတိဖို့လိုတယ်အာ straight to resident လား SMC လား SMC straight to resident လားဆိုပြီးတော့ဟိုဒီလိုမျိုးမရေမရတာထက်ဆိုင်ရေရရလေးတိနေတော့ကိုရောက်တာနဲ့ဘာသွားရမလဲဘာလောက်ကမလဲဆိုပြီးတော့တစင်ချင်းစီတက်ဖို့အတွက်အဆင်ပြေရဲပေါ့နော်အဲ့ဒါလေးကတစ်ချက်ပြောချင်ပါတယ်ကျမကမမတ်မိလို့ဘာမမတ်မိတဲ့အတွက်ကြောင့်မလို့ဒီမှာဖုန်းထဲမှာ note ထည့် notes ထည့်ပြီးတော့ရေးထားရတယ်ပေါ့နောက်မှဆို in and out ဟိုတွေဖြစ်နေလို့ okay အဲ့ဒီဟာပြရလမ်းကြောက်ပေါ့နော်ပြီးလို့ရှိရင် okay ဒီကိုကမိသားစုနဲ့မဟုတ်ဘူးတယောက်တည်းလာတာတင်တော့ဒီ ပတ်စံကတော့ဈေးအသက်သာဆုံးပဲကွာကိုကတခြားသူတွေနဲ့ငှားနေမယ်ဒါမှမဟုတ်လဲအိမ်နေမှာ border နေမယ်အဲအဲ့လိုမျိုးတွေနေလို့ရတယ်ပေါ့နော်ပြီးရင်တယောက်တည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဘသူ့မှာငှက်ကြည့်ကြရမလို့ Uber တော့မောင်းလို့မရပါပဲပတ်တိုင်း job cash job အကုန်လိုက်ပြီးတော့လုံလို့ရတယ်ကွာကိုရဲ့နေစိတ်စားစိတ်ကိုတော့ကာမိအောင်လို့ကိုကအလုပ်မရွေးဘူးအောက်ခြေသိန်းကအစာလုံးနိုင်တယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ဒါလေးကလည်းအရင်တော့ကပြော့ပြဘူးတယ်အခုတခါထည့်ပြီးတော့ပြော့ပြတာပေါ့နော်ပြီးတော့မိသားစုတွေလာတဲ့အခါကျလို့ရှိရင်စရိတ်ချုပ်ချင်တယ်ဆိုလို့ရှိရင်တော့နှစ်မိသား ားစုပေါင်းနေတာကပယ်နှစ်တွဲပေါင်းနေတာအဲ့လိုမျိုးတွေနေလို့ရတယ်ဒါပေမဲ့တခုတတိထားမှာက ကိုပေါင်းနေတဲ့အခါကြောက်လို့ရှိရင်တိတဲ့အတိုင်းပဲလူဆိုတာက မောင်နှမချင်းညီအမချင်းတောင်မှပဲဟိုကွာမတည့်ကြဘူးမတည့်ကြပေမဲ့ကိုကမောင်နှမချင်းညီအမချင်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ပြင်ပြန်ပြန်ပြီးတော့တိတိမမြတ်တီးဟိုဖြစ်ကြတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဟိုကိုကတခါတည်း rule ကိုဆက်ထားရင်တော့ပိုကောင်းမယ်ဒီကတော့ဒါမလုပ်သင့်ဘူးဟိုကတော့ဟိုကမလုပ်သင့်ဘူးဆိုတော့ဒီလို rules လေးတွေကိုချထားလို့ရှိရင်တော့ပိုကောင်းမယ်ပေါ့နော်နာထားဆိုလို့ရှိရင်ကိုလည်းမျက်နှာပြက်စရာလည်းမလိုတော့ဘူးအဆင်ပြေပြေချွတ်ချွတ်မွေ့မွေ့နဲ့အဆင်ပြေသွားမယ်လို့ထင်ပါတယ် ဒါမှမဟုတ်အဲ့ဒီဟာတွေအဲ့ဒီဓာတ်တွေကိုခေါက်ကမခံနိုင်ဘူးဆိုရင်တော့ကိုယ့်ဘာကိုယ်တက်တက်ဟိုဈေးပေါ်တဲ့နေရာမှာငှားပေါ်เนาะဟိုရင်တော့ပြောခဲ့သလိုပဲဈေးပေါ်တဲ့အိမ်ငှားတယ်ဆိုတာကလည်း ဒီဈေးပေါ်ရဆိုလို့ရှိရင်အိမ် how long ကြီးကိုပဲရမှာဈေးဈေးကြီးရဆိုလို့ရှိရင်အိမ်ထဲမှာပကံပကံခွက်ရောက်ဇွန်းကအစာပါနိုင်နေပေါ့နော်ဒီအိမ်ရှာရဆိုတာကလည်းလေကန်နဲ့လဲဆိုင်နေဘယ်ဟာဖြစ်ဖြစ်ပါကန်နဲ့ဆိုင်နေလို့ပဲပြောရမှာပေါ့နော်ဟိုတော့ကြောင့်ကိုရောက်တဲ့အချိန်မှာမှအဲ့အိမ်လေးကောင်းတဲ့အိမ်လေးကလွတ်နေပြီးတော့အဲ့အိမ်လေးကိုရသွားတဲ့အခါကျရင်လည်းဒါဒီဒါတော်တော်ပြောစရာကောင်းတယ်ရေကန်အစ်ကြာအစ်ဖြစ်တယ်ပေါ့နော်ဒါမှမဟုတ်လည်းတချို့ကြောင့်လည်းအမလေးအိမ်လေးကိုရှာလိုက်တာစုပ်ပြတ်တန်နေရပဲအိမ်လေးကအဲ့လိုမျိုးအိမ်လေးလည်းရှိရပေါ့နော်ဆိုတော့ အမျိုးမျိုးပါပဲဟိုကံနဲ့လဲဆိုင်နေပေါ့နော်အဲ့ဒါကြောင့်မလို့တနေရာနဲ့တနေရာပြောင်းမယ်ဆိုလဲကိုကိုွယ်တဲ့ဘာသာတရားဖျားတရားလေးလေးလောက်ကြပါလို့ကျမကတိုက်တွန်းပါတယ်ဂျာဖြက်အစီအစဉ်နေနဲ့အဲကိုက မိသားစုလာပြီ okay လာပြီဆိုလို့ရှိရင်လည်းတချို့ကြတော့ပတ်စံမပြည့်သေးဘူး okay နင်တို့အရင်သွားနေငါဒီကနေပတ်စံရှာပြီးတော့ထောက်ပံ့နေမယ်တိတဲ့အတိုင်းပဲလေကိုရီကလည်းဟိုဒီတနိုင်ငံနဲ့တနိုင်ငံကိုပြောင်းနေဆိုတာမရေရာမသေးချာမှုတွေနဲ့ပြောင်းတဲ့အခါဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဟိုရောက်ရင်အလုပ်ရမှာလားမလုပ်ရမှာလားအလုပ်မရဘူးလားဆိုတဲ့ question mark ကလည်းရှိတယ်အဲ့အတွက်ကြောင့်မို့လို့ဘလိုမျိုးဖြစ်ချင်လဲဘလိုမျိုးလုပ်ချင်လဲပေါ့နော်ဆိုလို့ရှိရင်တော့ကျမအနေနဲ့ဆိုလို့ရှိရင်တော့အတူတူလာတာကိုသဘောကျပါတယ်အရင်တော့ကလည်းဗီဒီယိုလုပ်ပေးဘူးပါ ါတယ်။ဘာလို့အတူတူလာတာကိုသဘောကျလဲဆိုလို့ရှိရင်ကိုက အတူတူဗီဇာရပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အာအဲ့စင်ကာပူကနေလည်းအလုပ်လှမ်းရှာလို့ရတယ်မြန်မာပြည်ဘယ်နေရာပဲဖြစ်ဖြစ်ကိုယ်မှာ valid visa ကင်ထားပြီဆိုလို့ရှိရင်အလုပ်လှမ်းရှာလို့ရတယ်ဒီရောက်ရင်လည်းအလုပ်ကွာကွာအများဆုံးရှာရ9လပဲ ကိုကိုရဲ့ဒီ feed ကဒါ mechanical electrical ID တခြား hacker ဆိုလို့ရှိရင်အများကြီးကြာစရာမလိုဘူးအမ်5လ6လလောက်ဒါဒီ maximum ပေါ့နော်ရှာလိုက်လို့ရှိရင်အလုပ်တစ်ခုကတော့ရတယ်ဟိုဒါကဒါကိုရဲ့ဘယ်လိုပြောရမလဲကိုရဲ့ ne ပယ်ထဲမှာရှာတဲ့အလုပ်ကိုပြောတာကိုရဲ့ ne ပယ်ထဲကအလုပ်မဟုတ်ဘူးဆိုရင်ဒီထက်တော့မှပို့မြန်နိုင်သေးတယ်ပေါ့နော်အဲ့တော့ကြောင့်မို့လုံးလက်မဲ့ဖြစ်တယ်ဆိုလို့ရှိရင်လေ6လောက်ကွာအဲ့6လောက်မှာလဲကိုကဥပမောင်းပြီးတော့မိသားစုတဝမ်းတစ်ခါကတော့ဒီရှာ စားလို့ရတယ်ပေါ့နော်ဒါမှမဟုတ်လည်းမဟုတ်ဘူးငါတို့ကဒီတဝမ်းတစ်ခါတော့ကို emergency ပတ်စံတောင်မရှိဘူးစင်ကာပူမှာနေမှပဲရမှာဆိုလို့ရှိရင်နေလို့ရပါတယ်ကိုနေပြီးလို့ရှိရင်ဒီကို့ပတ္တနာကကြောင်းပိကန်နေ2လ3လ2လလောက်လိုရဲဆိုလို့ရှိရင်ဒီလိုလာပြီးတော့ AWB ရှောက်ကြပေါ့နော် sorry ဒီ work visa ရှောက်ကြပေါ့နော်အဲ့လိုမျိုးလုပ်လို့ရပါတယ်ဒါပေမဲ့တခုတတိထားရမှာကိုပြောပြမယ်နော်ဒီမှာဒီ RV ရှောက်တဲ့အခါကျရင် living together evidence ဆိုတာဒီအရန်ကုန်မှာ critical ဖြစ်ပါတယ် critical ဖြစ်တဲ့ ဲ့အတွက်ကြောင့်မလို့ကိုပါတနာကသာကြောင်းပီပီချင်းအလုပ်ရပြီဆိုလို့ရှိရင် living together evidence ကကိုရီမှာမပြည့်တဲ့အတွက်ကြောင့်မလို့ဒီပတနာကသာ resident visa ရသွားမယ်ကိုနဲ့ကိုကလေးဒါမှမဟုတ်လို့ရှိရင်လည်းအဲ့လိုမျိုးကြံခဲ့မယ်ပေါ့နော် living together evidence 12လမပြည့်ဘူးဆိုလို့ရှိရင် ထိကိုပတ္တနာကကြံခဲ့လိမ့်မယ်အဲ့လိုမျိုး defer လုပ်တယ်လို့ပြောတာပေါ့နော်ကျမတို့ဆိုလို့ရှိရင်ဒီလျှောက်တဲ့သူကို အရင်ဆုံး approve ပေးလိုက်တယ် now ဒီကြံခဲ့တဲ့သူကိုကြတော့သူတို့ဘယ်နှလခွဲနေထားလဲဘယ်နှလလိုတာလဲအဲ့လိုလိုတဲ့ပမာလာကြော်ပြီးတော့မှသာဒီ resident visa ကို approve ပေးတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုး risk လေးတွေတော့ရှိပါတယ်ဒါသည်ဒါကိုယူနိုင်တဲ့ risk ကိုယူပေါ့နော်မယူနိုင်တဲ့ risk ကိုတော့မယူပါနဲ့ဒါကလည်းတစ်ချက်ပေါ့နော်ပြောပြတာပါဒီအခု now ရောက်လာမ မဲ့သူတွေအနေနဲ့ကကြတော့ ဒီ master ပြီးွားလို့ရှိရင်6 point ရဖို့ကတေးစားနေပြီ။ဘာဖြစ်လဲဆိုတော့နောက်နေ့၈လပိုင်းကျရင် SMC တွေကဟို rules တွေပြောင်းမယ်ဆိုတော့ master ပြီးရင်6 point ရဖို့ကတေးစားနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ SMC တွေကိုထားလိုက်တန်းဝင်ပြီကွာ။ဟိုလမ်းကြောင်းတွေကိုတန်းဝင်ပြီဆိုရင်ကို့မှာ schedule တစ်ခုပဲလိုတော့တယ်။အဲ့ schedule ရပြီတာနဲ့အလုပ်တန်းလျှောက်လို့ရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ live together evidence တွေစဉ်းစားစရာဖြစ်နေပြီပေါ့နော်။အဲ့တော့ကိုယ့်ရဲ့ risk ကိုကိုယ်တည်တည်ချာချာယူကြပါလို့ပြောချင်ပါတယ်။အဲနောက်တစ်ခုကဆိုတော့ ဒီဗီဒီယိုထဲမှာပြောချင်တာကနယူးဇီလန်ကိုလာမယ်ဆိုရင်တည်ရမယ့်အရာလေးတွေကိုတခါတည်းပြောချင်တာပါဗီဒီယိုကတော့နည်းနည်းရှည်သွားပါတယ်တိခံပြီးတော့ကြည့်ကြပါနော် ပထမဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ electronic ပစ္စည်းတွေပေါ့နော်အဲ့ဒါတွေကိုအစ်စ်တွေကိုမွေလာခဲ့ပါနဲ့ဒီနိုင်ငံထဲရောက်မှပဲဝယ်ပါဘာဖြစ်လို့ electronic ပစ္စည်းတွေကိုမွေခိုင်းရလဲဆိုတော့လေဒီမှာဒီလိုမျိုးဟာနဲ့သုံးရတာပါဒီဒီ plug ကောင်းပုံစံမှာဒီဟာကိုသုံးရတာပေါ့နော်အဲ့ဒါအတွက်ကြောင့်မလို့ကို့မှာဝယ်ထားတဲ့ဟာတွေကစင်ကာပူကဟာတွေများတယ်ဆိုရင်ကျမတို့ဒီလို extension U ကိုသွားတိုင်းအမြဲတမ်းဟိုတည်နေရမှာပေါ့နော်ဒီနှစ်ခုကိုတည်ပြီးတော့ကိုယ့်ရဲ့ဖုန်းတွေကိုတွင်းမယ်တခြား laptop တွေကိုတွင်းမယ်အဲ့လိုမျိုးနဲ့ဒီနှစ်ခုကဟို နေရာတိုင်းယူနေရမယ်ပေါ့နော်ပြီးလို့ရှိရင်လည်းလေဒီယူတဲ့အခါကျရင်လည်း okay ငါကတော့ယူနိုင်တယ်ဘာမှလည်းလေးတာလည်းမဟုတ်ဖ ೇನೆ သူကဘာတွေဖြစ်နေရလဲဆိုဒီလိုမျိုးကို ဒီလိုမျိုးကြီးတွင်းရတာကွာပြီးလို့ရှိရင်ဒီဟာကြီးကဒီလိုမျိုးကြီးတက်ကြတာခါလေးတချို့ပလက်ပေါက်တွေကဒါကြီးကဒီလိုမျိုးကြီးပြန်ကြပြန်ကြပြီးဒါကြီးကဒီလိုမျိုးထိုးလို့မရဘူးခဲ့အဲ့လိုမျိုးတွေကလည်းဖြစ်တယ်တိရမလားဟုတ်ပြန်ကြတယ်ဆိုတော့ဒါကြီးကအပေါ်ကြီးရောက်နေပြီးတော့ဒီလိုမျိုးတွေဖြစ်ပြီးတော့ဒီအားနဲ့ကပလက်ပေါက်ကမိုးဝင်ခဏခဏထိုးပြီးတော့အောက်ကနေတခုဖိနေရတယ်အဲ့လိုမျိုးတွေဖြစ်တယ်အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ပြီးရင်လည်းအော်ငါကဝယ်ထားတာမို့လို့ဟိုဟာကြီးဝယ်ထားတာနှမျိုးစရာကြီးပစိုက်ကြီးကဘလောက်တောင်ဒီဟာကြီးဝယ်ထားတာနှမျိုးစရာကြီးဘလောက်တောင်ဆိုတော့ဒီ kitchen appliance တွေပေါ့နော် ဲ့လိုမျိုးအဲ့လိုမျိုးဒီ problem တွေရှိရပေါ့နော်ဆိုတဲ့အတွက်ကြောင့်မလို့ကိုယ့်ကိုစဉ်းစားပြီးတော့တဲလာပါ Okay နောက်တစ်ခုကကြတော့အလုံးလဲတိမယ်ထင်တယ်ပေါ့နော်ဒီ toilet spray ပေါ့နော်ဒီရေပိုက်ကောင်အင်းသာရေပိုက်ကောင်ကလည်းအရေးကြီးရဲ့ဒီမှာဝယ်လိုက်လို့ရှိရလဲဟိုခေါင်းပါလာတာနဲ့ကျိုးမပါလာတာနဲ့ဟိုကမပါလာဒီကမပါလာနဲ့အဲ့လိုမျိုးဖြစ်တတ်တယ်ဒီမူးတို့ဘာတော့မှဝယ်ရင်လေဈေးလေးကလည်းနည်းနည်းကြီးရဲ့အဲ့ဒါကြောင့်မလို့ကိုယ့်ဘက်ကိုတဲနိုင်တယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကိုတစ်ခါရဲတဲခဲ့ပါကိုယ့်ဘက်ကိုတီးတန့်ခွဲနေမယ်ကိုယ့်အိမ်နဲ့ကိုယ့်ယာနဲ့နေမယ်ဆိုလို့ရှိရင်တော့ဒါလေးကလိုတယ်ပေါ့နော် ဆိုတော့အဲ့ဒါလေးလည်းအာဒီရေစေးရမှနေနိုင်မယ်ဆိုတဲ့သူတွေကတော့ထည့်ခဲ့ပေါ့နော်နောက်တစ်ခုကဘာရှိလဲဆိုတော့အနှွေးတယ်အနှွေးတယ်ဟိုလေဒီမှာဝယ်လို့မရအောင်လားမဟုတ်ဘူးဒီမှာလည်းကောင်းတဲ့ဟာတွေရှိရယ်နော်ဒါပေမဲ့ကျမရဲ့ကျမပြောရမယ်ဆိုလို့ရှိရင်ကျမရဲ့အတွေ့အကြုံရ ဒီပေါ့နော်ပဖာကဒီမှာလည်းရှိရပေါ့နော်ဒါပေမဲ့အဲဒီလိုစင်ကာပူကနေပြီးတော့ဈေး sale ချတဲ့အချိန်ဈေးတွေတက်တာတဲ့အချိန်ဝယ်ခဲ့ပါပေါ့နော်ဒီလိုမျိုးပဖာတွေရှိပါတယ်ဒီဟာတွေဒီဟာတွေကိုဝယ်ခဲ့ပါလို့ဒါတွေကတော်တော်နွေးရပေါ့နော်အဲ့လိုမျိုးဟာလေးတွေကိုဝယ်ခဲ့ဖို့အတွက်အကြံပေးပါတယ် Zalora ကပဲဖြစ်ဖြစ်တာပေါင်းကပဲဖြစ်ဖြစ်အပြီးရင်တခြားတရုတ် website ကပဲဖြစ်ဖြစ်ဒါမှမဟုတ်လဲ brand name ဝတ်ချင်နေဆိုရင်တော့ Zara Mango ပေါ့နော်ဒီ Uniqlo အဲ့မှာဆိုလို့ရှိရင်လည်းတချို့အချိန်တွေဈေးစားတဲ့အချိန်တွေရှိပါတယ်ဒီဈေးချတဲ့အချိန်တွေမှာ မှာရွေးပြီးတော့ဝဲပေါ့နော်။ဘာဖြစ်လို့ဒီအဲ့မှာဈေးချလဲလေဒီထက်တက်တာတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမှာအေးတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဈေးချတယ်ဆိုရင်တော့မှပဲတခြားပူတဲ့နိုင်ငံမှာဈေးချရတယ်မတူဘူးလေ။ပြောပြချင်တာကလေ ဆိုတော့ပိုတဲ့နိုင်ငံမှာဝယ်တဲ့အခါကျတော့ပို့ပြီးတော့တက်တာတယ် quality ကောင်းကောင်းရရတယ်လို့ကျမကတော့မြင်တယ်ကျမဒီမှာဝယ်ထားဒီမှာပေါ်တဲ့ဆိုင်မရှိဘူးလားမဟုတ်ဘူးရှိရယ်ခုနပြောသူကျမဝင့်နေတဲ့အဝတ်အစားတွေရယ်60ရာခိုင်နှုန်းဒီစင်ကာပူကပါလာတဲ့အဝတ်အစားတွေကုတ်တီးပဲပေါ့နော်ဆိုတော့ကုတ်တီးဝယ်ခြင်းရင်လဲအဲစင်ကာပူကဖြစ်ဖြစ်မြန်မာပြည်ကဖြစ်ဖြစ်အဲ့လိုမျိုးတက်တာတဲ့စီကနေပြီးတော့ဝယ်ခဲ့ပါဒီမှာဝယ်မယ်ဆိုလို့ရှိရင်တော့ရှိန်းတို့တီမူတို့တော့ရှိရယ်ပေါ့နော် quality မကောင်းဘူးကိုကပတ်စံတက်နိုင်နေဆိုရင်တော့တခြားစာရာတို့ဘာလို့ရှိပေမဲ့ဒီ ီ shipping ကဒီပေးရတယ်ပေါ့နော်တရားကြော်ရင်တော့မှပဲ shipping ကတော်တော်ကျပါတယ်ဘာလို့လဲဆိုတော့တည့်ရဲ diamond way လို့ဘာဖြစ်လို့ညာဖြစ်လို့ပေါ့နော်အဲအဲ့လိုမျိုးဆိုတဲ့အခါကျတော့ ဒီအလေးကိုဝယ်ပါဒီလိုမျိုး KG ကတော့အားလုံးလည်းသိမယ်ထင်ပါတယ်ဒီလိုလေးစုပ်ဆက်တွေနဲ့စုပ်ခဲ့လို့ရပါတယ်ပေါ့နော်ဆိုတော့ KG ကလည်းအရင်မများဘူး portion နေရပဲ portion နေတဲ့အပြေပေါ်မှာဟိုနှွေးတယ်ပေါ့နော်အဲ့လိုမျိုးဟာလေးတွေဝယ်ခဲ့ပါပြီးလို့ရှိရင်လည်းဒီမိုးကာလေးတွေလည်းဝယ်ခဲ့ပေါ့နော်မိုးကာဆိုတာတချို့မိုးကာတွေကလေ wind breaker တို့ဘာလို့ရှိရလေအဲ့လိုမျိုးဟာလေးတွေဝယ်ခဲ့ဖို့လည်းအကြံပေးပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဒီ ဒီ Uniqlo ကတာမယ်ဒီပေါ့နော်တာမယ်ဝဲတွေလည်းဝယ်ခဲ့ပါဒီမှာ Uniqlo မရှိပါဘူးတာမယ်ဝဲကတော့ရှိပါတယ် Uniqlo မရှိဘူးဒါပေမဲ့ Uniqlo က heat tech တွေတော်တော်လေးကိုဝယ်လို့ကောင်းတယ်ပေါ့နော်ကလေးတွေပါတယ်ဆိုလို့ရှိရင်လည်းကလေးတွက်ဘောင်းမီလေးတွေအင်ဂျီလေးတွေဝယ်ခဲ့ပြီးပါအဲ့ဒီ heat tech လေးတွေပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်တက်တက်တတာရှိပါတယ်အဲ့ဒါတစ်ထည့်ဝယ်ပြီးအပေါ်ကထပ်ဝယ်ထားလို့ရှိရင်အဆင်ပြေရဲ့ပေါ့နော် အဲ့ဒါလေးတွေဝယ်ဖို့အတွက်အကြံပေးပါတယ်တခြားအာဘာရှိမလဲဆိုလို့ရှိရင်တခြားလေးလံတဲ့ဟာလေးတွေမတည်ခဲ့နဲ့ပေါ့နော်လေးလံတဲ့ဟာတွေဘာလို့မှလဲကိုကိုလိုတဲ့ဟာနေမြန်မာစစတဲမယ်ဆိုလို့ရှိရင်လည်းမြန်မာစစတဲတာဖြစ်ဖြစ်ခုနကကျွန်မပြောသွားတဲ့အထဲမှာလည်းပါတယ်တဲတဲ့မတဲတဲ့နဲ့ဟာလေးပေါ့နော်အဲ့လိုမျိုးဟာလေးတွေကိုကိုယ့်ဘက်ကိုချင့်ချိန်ပြီးတခြားသူတွေအပြောအရာပေါ့နော်အာနားထောင်ပြီးတော့ တည်ခဲ့ပါလို့ပဲအကြံပေးချင်ပါတယ်ဆိုတော့ဒီစနယူးဇီလန်ကိုမလိုက်ခင်တခြားပြည်ပနိုင်ငံတွေကိုမထွက်ခင်ဘာတွေကိုတည်ရမလဲရှောင်ရမလဲရှားရမလဲဆိုတာကိုဒီဗီဒီယိုလေးကနေပြီးတော့အပြည့်အစုံတည်သွားမယ်လို့မျှော်လင့်ပါတယ်ဆိုတော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะတတ်တာ